ထိုင်းရွှေကဒီနေ့မှလည်းပဲအကြစင်းနဲ့ပဲရှိနေပါသေးတယ်ထိုင်းရွှေကဒီတစ်ပတ်လုံးမှာဆက်တိုက်ကိုကြထားတာဖြစ်ပါတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်လက်ရှိမှာအကြစင်းနဲ့ဝယ်ဆိုရမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က29ရက်နေ့6လပိုင်း2020နဲ့5ခုနှစ်ဒီနေ့တနင်္ဂနွေနေ့ထိုင်းရွှေဈေးကတော့96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခေတ်ဈေးဆိုင်ကရောင်းတဲ့ဈေးက9600 ဆိုင်ကလက်ခံတဲ့ဈေးက9500လက်ဝတ်ရနေတဲ့ဈေးနှုန်းကဆိုင်ကရောင်းတဲ့ဈေးက9400 96.5000တိုင်းရွှေတိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်က PSC တိုင်းရွှေခဲတစ်ပတ်သားကိုဒီနေ့မှဆိုရင်9800နဲ့ပေးဝယ်ရမှာဖြစ်ပါတယ် ဒီနေ့မှာဆိုင်ကပြန်လက်ခံတဲ့ဈေးက9500နဲ့ပြန်ပြီးတော့လက်ခံမှာပါ။ဝိညာဉ်နာရဲ့လက်ခါတွေကတော့ဆိုင်ရောက်မှာပဲလက်ခါကကျင်းသေးပေါက်တည်မှာဖြစ်ပါတယ်။တိုင်းရွှေကိုဝယ်စုတော့မယ်ဆိုလို့ရှိရင်တော့အခဲကိုပဲဝယ်စုထားကြပါလို့အကြံပြုချင်ပါတယ်။လက်ရှိမှာတိုင်းရွှေကတော်တော်ကိုကျနေတာဖြစ်ပါတယ်။တိုင်းရွှေကအကြဆုံး9000အောက်ကိုကျမယ်လို့မထင်တော့ပါဘူး။ငွေပေါ်လို့ရွှေကိုဝယ်စုထားမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကောင်းတဲ့ဈေးနှုန်းလို့ပြောလို့ရပါတယ်ဗျ။ဈေးရွှေကိုစိတ်ဝင်စားလို့ဝယ်မယ်ဆိုလို့ရှိရင်တော့လက်ခဈေးသက်သာတဲ့ဆိုင်ကတော့စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။ အဲ့မှာလက်ခတွေကဈေးချိုပါတယ်ခင်ဗျာအားလုံးစိတ်ချမ်းသာခြင်းကိုကျွန်မရင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြရှင်နိုင်ကြပါစေ